ညာအားလုံးပဲမင်္ဂလာပါရှင်။မော်ဘီကျောင်းတော်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်။ဒီနေ့ဖက်ပြတက်ဆက်သွားမယ့်ဇလန်းလေးကတော့ဆောင်ရည်သူအကဆောင်ရဲ့စောင်းတီစီဥပဒါနဲ့ဘိုးထထောင်တိုက်နွားအတွဲတဲ့စာစင်စနစ်ကိုဖက်ပြတက်ဆက်သွားမှာဖြစ်ပါရယ်ရှင်။လက်တော်ပြတို့ဂျင်းမတက်ယူဆိုတဲ့စာဆိုအတိုင်းကျတို့အညာမှာတော့ပြတို့လားကအရန်အေးချမ်းနဲ့လားဗျ။ကျတို့အညာဆိုတာလဲခမည်းတော်သိတဲ့အတိုင်းပဲ။ရာတီဦးတို့က သိမမျှတာဘူးမဟုတ်လားဗျ။ခန်းအောင်ပူတလို့အေးပြီဟဲဆိုရင်လဲစာ3လက်ထက်လောက်ချုံပေတော့ပြုတ်။ကျောက်တို့ဘက်မှာအဲ့ဒီချိန်ကရှည်တန်းချင်းအိမ်တွေကြီးစောက်ထားကြတယ်။ကျောက်တို့အိမ်ကတော့အောက်ထပ်မှာအခန်းဖွဲ့ပြီးကျုံညမတွေနေကြတာပေါ့ဗျာ။ကျန်တဲ့မြေကွက်လက်မှာထင်းတွေနဲ့မိဘုံကြီးတွေဖိုးကြရတယ်။မိဘုံကအိမ်အောက်မှာဆိုတော့အိမ်ပေါ်ကကျန်းမြေတွေကိုမိဟက်ပြီးတော့ကျန်းတွေကနှွေးနေတာပဲဗျ။အဲ့လိုမိဖို့တော့မှနေသာထိုင်သာရှိသွားတော့တယ် မဟုတ်လို့ကတော့ကွင်းတဲကဖြတ်တိုက်လာတဲ့လေအေးတွေကြောင့်စောင်းလဲငါထက်ချုံရင်အချက်မတက်တာဘူးဗျာနောက်ပြီးအိမ်မှာမွေးထားတဲ့ချက်တွေနွားတွေခွေးတွေဆိုရင်လည်းအဲ့ဒီမိဘောင်ပေးမှလာပြီးတော့အိတ်ကြတယ်သူတို့လည်းအသွေးနဲ့အသားနဲ့ပဲမဟုတ်လားချက်တက်ကြတာပေါ့ညနေစောင်းပြီးဆိုတာနဲ့ကွင်းတဲကလေတွေကတော့ဟူနဲ့ဖြတ်တိုက်လာတယ်ကွင်းအဆက်မှာတွားရက်နေရင်လေတွေအော်တာကို အတိုင်တာကြားနေရတယ်အဲ့ဒီလေတွေကလည်းအေးမအေးဗျာဒီတော့ ညနေနေနေမောင်လာပြီအေးအေးတက်လွှမ်းလာပြီဆိုတာနဲ့အိမ်တိုင်းလူလိုအိမ်အောက်မှာမိဖို့ကြီးတွေဖိုးကြတယ်လူတွေကအိမ်ပေါ်မှာအိတ်နွားတွေခွေးတွေကတော့မိဖို့နှပေးမှာအိတ်ကြတာပေါ့ကျောက်တို့လည်းဖယ်ပြောကောင်းမလဲကျမ်းပြင်တွေနဲ့မှာဖြာတာမခင်ပဲဆောင်းဆောင်ပြီးကွေးတော့တာပဲမိဖို့ကမိအရှင်ရှိနေတဲ့ချိန်လေးဆိုခန့်နေနေနဲ့အဲ့လိုကောင်းမှကောင်းပဲဒါပေမဲ့ညတစ်ခေါက်ကြာလို့မိရှင်ကြောက်သွားပြီဆိုရင်တော့ပစွန်ထုတ်ပြီးကွေးကြရတာပေါ့ မနက်မိုးလေရင်လဲ9နာရီ10နာရီအထိတောင်ရှင်မကန်နိုင်ဘူးပြုတ်ကျောက်စီထဲကရေတွေဆိုရင်ရေကဲရေလိုအေးဆက်နေတာတခုတော့ရှိတယ်ရာဝင်အိုထဲကရေတွေကတော့ဘာကြောင့်မှန်မသိနှွေးနေတက်တယ်အဲ့ဒါကြောင့်လဲရှေးလူကြီးတွေကရေအိုးတွေအတော်များတာနေမှာပေါ့ဆောင်းတွေကအရန်အဲ့လိုကောင်းနေဆိုပေမဲ့ကျောက်ကတော့နေမြင့်နေအထိမအိပ်ရပါဘူးမနက်မုံမလေးခင်ထရရတယ်အမေချက်ပြုတ်ပေးတဲ့မနက်စာစပြီးတော့ မနက်6နာရီလောက်ဆိုရှာတယ်စင်းရတော့တာပဲစပားပေါ်ပြီးရရှာတီတွေဆိုရင်လယ်တွေကရှာကင်းတွေဖြစ်သွားတော့တာပဲဗျာညာတော့အဖြစ်ကတော့ပဲတို့နှမ်းတို့စိတ်ကြတာပေါ့အဲ့လိုနဲ့မနက်ခင်အမေပေါင်းပေးတဲ့ကောင်းကျင်းပေါက်ကိုနှမ်းစီလေးစမ်းပြီးတော့ကလေးပဲပြုတ်နဲ့စားလိုက်ပြီးရှာတဲ့ဆင်းဖို့လက်နဲ့ကရိယာတွေယူလိုက်တယ်ပြီးတော့ကျုပ်နဲ့ကျုပ်ညီနဲ့ရှာတဲ့ကိုဆင်းခဲ့ကြတာပေါ့ကျုပ်ကအဲ့ဒီတော့ကအသက်20နီးပါကျုပ်အောက်ကကျုပ်ညီက အသက်16နှစ်လောက်ရှိမှာပေါ့ဗျာအကိုကြီးကတော့အဖေကလဲတွေခွဲပေးပြီးကလေးကသူ့လည်းသူလောက်တယ်ဆိုတော့ကျောက်တုံနဲ့မလိုက်ဖြစ်တော့ဘူးမနက်6နာရီဆိုပေမဲ့ဆောင်းနေကြီးမို့မောင်အတီကြနေတော့မေးရှာပြင်ကိုထွက်လိုက်တာနဲ့ပြူရယ်ဆိုင်နေပြီးတော့ရှာကင်းထဲကိုတော့အသေးချာမမြင်ရဘူးဒါပေမဲ့ကျောက်တုံရွာကလေးကတော့အတော့ပြေနေပြီဗျကျောက်တုံလိုရှာလောက်တဲ့သူတွေဆိုရင်ရွာပြင်ကိုဥတီပြီးတစ်ဖက်ပြီးတစ်ဖက်သွားနေကြတဲ့ချိန်ပေါ့ ဟက်ကောင်လေးတွေရာခင်နဲ့သွားမလို့လားကွရွာအထွက်နားလျှောက်တော့နောက်အုပ်ကြီးကိုကြောင်းလာတဲ့ဥပဒါကြီးနဲ့တွေ့ပါလေရောဥပဒါကြီးကစစ်တပ်ကထုတ်တဲ့ဆွေသားကောင်းစုကြီးကိုစွတ်ထားတယ်ဖလန်ထဲကိုသုံးလေးထက်လောက်ဝတ်ထားတဲ့ပုံရတယ်အောက်ကရှမ်းပါပီနဲ့ချစ်အိတ်နဲ့ညှက်ဖက်နှက်နဲ့ဆိုတော့ဒီဇိုင်းကတမျိုးစမ်းနေတာပေါ့ဥပဒါကြီးဝတ်စားထားတာကလည်းစမ်းနေပါလားစမ်းနေမစမ်းမလို့မလုပ်နဲ့ကွအေးဒါမခံနိုင်ဘူးကွမင်းတို့ကလူငယ်ဆိုတော့ ခန္ဓာရည်ကောင်းမွန်ရတယ်။ဥပဒါကြီးပြောလဲပြောချင်စရာပဲ။ကျုပ်ကရှက်အင်းကြီးလက်ရှိတထဲကိုတထက်တယ်ပွက်ထားတယ်။ကျုပ်မြေကလည်းရှက်အင်းကြီးလက်တို့အပေါ်ကနေသုံးမွေးဆွဲတာဝစ်ကုတ်လေးကိုပွက်ထားတယ်။ဒါနဲ့မင်းတို့ကိုပြောစရာရှိလို့ခေါ်လိုက်တာကွ။ကျုပ်တို့လေဥပဒါကြီးအနာကိုဒုက္ခသွားတာပေါ့ဗျာမင်းတို့နာကြီးလွတ်နေတာပြန်ဖမ်းပြီးပြီလားဥပဒါမေးတော့ကျုပ်တို့လေထူးဆန်းသွားပြီးကျုပ်နဲ့ကျုပ်ညီနဲ့တရားမျက်နှာတရားကြည့်လိုက်ကြတယ် အင်းသားလေဥပဒါကြီးရဲ့ဘောကောင်ကောင်းတဲ့အကောင်ကြီးလေကွာမင်းတို့ခေါ်တာဘာပါလဲနန်းနဲ့ကြီးဆိုလားနန်းနဲ့ကြီးမဟုတ်ပါဘူးဗျာနန်းနဲ့ပါအဲ့ဒီကောင်နားနှစ်ဖက်လောက်ကအနက်ရောင်ဆိုတော့ဒီလိုခေါ်တာပါဒါနဲ့ဥပဒါကြီးကအဲ့ကောင်ကြီးကိုတွေ့လိုက်လို့လားအေးကွာညကငါနွားမိထဲတော့ရွှေလန်းပေါ်မှာပြေးနေတာလေကွာငါကတော့မင်းတို့ချက်တကားမပိတ်လို့လွတ်သွားတယ်လို့ထင်းနေတာငါအပြင်ကိုထွက်ကြည့်တော့မတွေ့တော့ဘူး ရုပ်လဲစုပ်ဖေးစုပ်ဝါဖြစ်သွားတယ်။ငါတွေကအရှင်လိုတင်းကုန်ထဲမှာမဟုတ်ပဲအိမ်အောက်မှာမီးလောင်ရင်အိတ်ချတာမဟုတ်လား။ခြေကားမပဲ့မီလို့ပွင့်နေရင်လွတ်သွားနိုင်တယ်မဟုတ်ဘူးလား။ဒါပေမဲ့ကျောအသေးစားစဉ်းစားကြည့်တော့နွားလွတ်တယ်ဆိုရင်အိမ်ကလူတွေကစုညပွက်လို့ရှိုင်းနေကြမှာပေါ့။အခုတော့အိမ်ကလူတွေကတိတ်ဆိတ်နေတဲ့အပြင်မနက်စာစားတော့လဲဘာမှမပြောကြဘူးမဟုတ်လား။မဖြစ်နိုင်ပါဘူးဥပဒါကြီးရဲ့ကျောတို့နွားလွတ်တယ်လို့တော့ပြောထမကြပါဘူး။ အဲ့ဒါဆိုငါပဲအမြင်မှားတာလားနွားကတော့ခတ်ထောင်ထောင်မောင်းနဲ့ဖို့ကောင်ကောင်ကြီးကအမောင်ထဲမှာမို့ငါလည်းရှိတ်ခနဲ့မြစ်လိုက်ရတာမင်းတို့အင်္ကာကောင်ကြီးတို့ငါကထင်းနေတာကွကျောက်တို့လည်းထွက်လာခဲ့လိုက်တယ်ဥပဒါကတော့နွားတွေကိုလက်ချောင်းနေလေရဲ့ဥပဒါကလက်တမျိုးပဲလှုပ်တယ်သူ့လည်းပြီးရင်ရိုင်မဆိုင်ဘူးဗျစိုက်စရာလည်းမလိုဘူးလေတခုရေတခါရမဟုတ်ဘူးလားစပါးပေါ်ပြီးရင်တဆောင်လုံးတနွေလုံး တူတူရောက်တယ်အေးအေးဆေးဆေးထင်စားလို့ရတယ်မဟုတ်လားနောက်တည့်ရနှစ်ရက်လောက်နေတော့ကျောက်တော်ကြီးအကိုရှာတဲ့ဆင်ဖို့လုံနေတော့ချမ်းဝါမှာဥပဒါကြီးရစ်တည်ရစ်တည်လုံနေတာကိုတွေ့လိုက်ရတယ်ကျောက်တော်လည်းခြံထဲကအထွက်သူနဲ့送သွားတာပေါ့မင်းတို့ကောင်ကြီးမှမင်းတို့ကောင်ကြီးအစ်စ်ပါကွာဥပဒါစကားကိုအဆက်ဆက်မရှိပြောတာဆိုတော့ကျောက်တော်လည်းအမှတ်တမှတ်မှုဆောင်းအံ့အံ့နဲ့ကြည့်နေကြတာပေါ့ညကတကောင်ချန်လောက်ရှိမယ် ငါနွားသိန်းခုတ်ထဲကနွားတွေអော်လို့နွားမိထက်မလို့ငါဆင်းတော့ငါချန်ရှင်မှာနွားကြီးတကောင်ဖြတ်ပြေးသွားတာငါမြင်လိုက်ရတယ်။အဲ့ဒါနဲ့ငါလဲနွားသိန်းခုတ်စီကိုမသွားပဲအဲ့ဒီနွားကြီးနောက်ကိုပြေးလိုက်တော့မင်းတို့ခြံထဲကိုပြက်ပြက်သွားတာကိုလှမ်းမြင်လိုက်တယ်။မဖြစ်နိုင်ပါဘူးဥပဒါကြီးဟာဘာဖြစ်လို့လဲကွ။ဥပဒါကကျုပ်တို့နွားလွတ်နေတယ်လို့ပြောတော့ကကျုပ်လည်းအင်ပြန်ရောက်တော့အဖေကိုအသေးစားပြောပြတယ်။ဒါနဲ့နောက်ပိုင်းညတွေတော့ခြံကားကိုတန်ကျိုးနဲ့ချီပြီး တန်ခွေးမှာချက်ပိတ်ထားတယ်။ရမပြောနဲ့ခုနကတော့ကျုပ်ကတန်ကျုပ်ကိုတတုတ်ကိုဖျက်ယူလိုက်ရတယ်။ကျုပ်စကားကိုကြားတော့ဥပဒါကြီးကမယုံတင်ကနဲ့ဖြစ်နေတယ်။ဘာမှတော့ဆက်မပြောဘူး။ခေါင်းတငိငိနဲ့ထွက်သွားတော့တာပဲ။အဲ့ဒီနေ့ကအစပြီးကျုပ်တို့အိမ်မှာထူးဆန်းတာတွေဖြစ်လာတယ်။အင်ကြီးကညနေပဲဆိုရင်ဂလင်လှုပ်တယ်လို့မျိုးဘုံကနေဝုံကနေတင့်တင့်ပြီးတုံသွားတတ်တယ်။အဖေကတော့အင်ကတိုင်တွေကိုစစ်ကြည့်ဖို့ပြောတယ်။သူထင်တာကတော့ ညနေပဲလေပြင်းတွေတိုက်လို့များအင်ကမခံလို့လှုပ်တာများလားပေါ့ကျွတ်တို့လည်းစစ်ကြည့်ပေမဲ့တိုင်တွေအကုန်လုံးကောင်းပါပဲအဲ့ဒီနေ့ညမှာပဲအင်ကအငယ်မကတော့ကောက်ကငင်ကထပြတော့တယ်အငယ်မဆိုတော့အငယ်ဆုံးညမကိုခေါ်တာဗျသူ့အသက်က၁၂နှစ်လောက်တော့ရှိပြီပေါ့ဗျာချားတာမှခရောင်ကဒန်းတွေអော်ပြီးတော့လူမန်းသူမန်းမသိအောင်ကိုဖြားတော့တာပဲမနေ့ကျတော့ကျွတ်တို့လည်းစေးစီယာကြီးကိုခုတ်ပင့်ပြီးတော့ကုတာပေါ့စေးစီယာကြီးအပြောရတော့ ရှားသည်ဥရကြဖြစ်တဲ့အဖျားပါပဲစေတောင်ရင်တတသွားလိုက်မယ်ဆိုပြီးစီးတွေပေးခဲ့တာပေါ့အဲ့ဒီညနေမှာပဲအငယ်ဆုံးရဲ့အပေါ်ကနို့ညာညမကဖျားပါလေရောအငယ်မနဲ့နို့ညာနဲ့ကအိမ်အောက်ခြေရဲမှာအကန့်ဖွဲ့ပြီးနေကြတာမဟုတ်လားသူတို့အတူတူနေလို့အဖျားကူးတယ်လို့ပဲကျတို့ကယူဆလိုက်ကြတယ်အဲ့ဒီညာနှစ်ယောက်စလုံးဖျားပြီးခရောက်ကဒန်းတွေအော်ကြလို့အမေကအိမ်အောက်ဆင်းပြီးပြုတ်စုရတာပေါ့နောက်ရကြတော့အကိုကြီးရဲ့သမီးလေးနဲ့ သူ့မိမလည်းဖြားနေပြန်ရောအကိုကြီးတို့ကအဲ့ဒီတုန်းကအိမ်ခွဲမနေသေးဘူးလေအပေါ်တက်ကချေရဲကမှသူတို့ကနင်းနေကြတယ်ကျုပ်မကြီးလည်းအဖျားထက်တော်တက်တယ်ကျွတ်တူမဆိုရင်ည9နာရီ10နာရီဆိုရင်အဖျားတွေတက်ပြီးတော့တက်သွားတာပြောကျွတ်တူလည်းတက်တလောက်မှတ်တလောက်ဝမ်းလိုက်လိုက်တော့မှအသက်ကျတယ်ဗျာဒီလိုနဲ့၃ရက်အတွင်းမှာတအိမ်လုံးဖျားသွားကြတယ်စေးစရာကြီးကကျွတ်တူအိမ်အထွက်ပေးတဲ့ဆေးထုတ်ကြီးဆိုတာငဲလာကြီးမဟုတ်ဘူးပြော အိမ်မှာရှိတဲ့လူတွေအကုန်ဖျားနေကြတာမဟုတ်လားသူကြည်လဲဖျားကိုကြည်လဲဖျားနေပေါ်အဖျားကမနက်ပိုင်းဆိုရင်တော့တတတဲ့ပြောရမယ်ဒါပေမဲ့ညနေစောင်းလာပြီးဆိုရင်တကူလုံးတောင်းထက်ပြီးတော့ကျောက်ဆိုရီတတိပါလက်တယ်နောက်ဆုံးတော့ရွာထဲကဆွေမျိုးတွေကကျောက်တို့ကိုလာပြီးတော့ပြုစုရတော့တာပဲတပတ်လောက်ကြာတဲ့အထိစပီးဖျားတဲ့အငယ်မကမတတတာသေးဘူးမနက်ပိုင်းဆိုလူကောင်းလို့ပဲအလုပ်တွေကူလုံးလိုက်စောလိုက်ပေါ့ဗျာညဘက်ဆိုရင်တော့လူမမဖြစ်သွားတာပဲ ချားနေတဲ့ကျုပ်တို့လည်းမနာရပါဘူး။ရှာကင်းတွေကလက်လွတ်ထားလို့မရဘူးမဟုတ်လား။ဒီတော့မနက်ခင်းလျှောက်တာနဲ့အာယူပြီးထရရတယ်။ပြီးရင်စားတော့ပြီးဆေးတခွက်တောက်ပြီးတော့ရှာကင်းတွေကိုဆင်းလာခဲ့ရတယ်။ရှာကင်းတွေကိုလျှောက်သွားရင်တော့လက်လွတ်ရှာရှာနေမှုချွဲထွက်ပြီးနေလို့ကောင်းတယ်။နေလေကင်းထမင်းစားပြီးတော့နွားကြောင့်နေတဲ့ဥပသာကြီးကကျုပ်တို့ရှာတဲ့ကိုရောက်လာပါလေရော။မင်းတို့တအိမ်လို့မမာဘူးဆိုကွ။ဥပသာကတဲထဲကိုဝင်လိုက်တာနဲ့အဲ့ဒီလိုစပြောတယ် ကျုံနဲ့ကျုံညီလဲတဲတဲမှာရွှေနဲ့တောက်နေကြတဲ့အချိန်ပေါ့ဟုတ်တယ်ဗျကျုံတို့ညီကိုတော်လဲတဲ့ဆင်းလိုက်လို့နည်းနည်းနေကောင်းသွားတာအဖေဆိုအိမ်မှာမထနိုင်တော့တံမြင့်ရွာကဆေးမှုခေါ်ပြီးဆေးတို့ဆေးတောက်ယူရတယ်ဗျာသူတို့ကဘာပြောလဲဆေးဆရာကြီးကတော့ဘာယောဂါဆိုလဲပြောတော့ပြောတယ်ပါဠိလိုတယ်ဆိုတော့ကျုံတို့လည်းသိနားမလဲဘူးဆေးမှုကတော့တောက်ကွေးလို့ပြောတာပဲအဖေကိုဆေးလက်လာထိုးပေးနေတာ၃ရက်ရှိပြီဥပဒါကြီးကကောင်းညက်ပြီး နောက်စိတ်ထဲတော့တေယောတာယောမဟုတ်ရဲ့လားလို့ဥပဒါပြောမှ ကျွန်တော်လည်းထူးဆန်းနေတာကိုတတိထမ်းမိသွားတယ်ဥပဒါကဘလို့ထင်လို့လဲမင်းတို့အိမ်အောင်းလန်းအတိုက်နဲ့အတိုက်ခံနေရတာများလားကျုပ်လည်းအသေးစားစဉ်းစားလိုက်တော့ထူးဆန်းတဲ့အဖြစ်တွေကိုတွဲမိသွားတယ်ဒီတစ်ပတ်အတွင်းကျုပ်တို့အိမ်မှာဖျားနာတာအပြင်ထူးထူးဆန်းဆန်းနဲ့ဖြစ်နေတယ်ဟုတ်မယ်ဗျကျုပ်တို့အိမ်လုံးဖျားနာတာအပြင်တရရတော့ကျုပ်မေက မနေ့ချက်ဖို့ထားတဲ့ချိန် လေကမ်းရစ်မှာလူတယောက်ရပ်နေတာကိုမြင်လိုက်ရတယ်တဲ့နောက်ပြီးသုံးနှစ်လောက်ရှိတဲ့ကျုပ်တူမကလေကမ်းရစ်ကိုလက်ညှိုးထုတ်ပြီးတော့လူနီကြီးလူနီကြီးဆိုပြီးတော့အော်အော်ငိုတက်တာညာဘက်ဆိုရင်လဲနွားတွေကလက်လံပြီးထအော်လို့ဘာများဖြစ်လဲဆိုပြီးကျုပ်တို့မှထထကြည့်ရတာအရေးတော်ပြက်တယ်ဗျာနောက်တစ်ခုထိုးတာကဒီမနက်ပဲအင်ကခွေးလေးကောက်ကြတေးပါလေရောဗစက်ကြီးဟပြီးအမြုပ်တွေထပ်ပြီးတော့တင်းနေတာဗျဥပဒါကြီးကမောက်စိတ်မွေကျုပ်တို့ကြက်တဲ့ပေါက်နေတဲ့ သူ့ရဲ့မင်းစစ်လေးကိုပတ်သက်ပြီးတခုခုကိုစဉ်းစားနေပုံရတယ်။နောက်တော့ကောင်းငင်ပြီးကျောက်တူကိုပြောတယ်။ဟိုရက်ကလည်းမင်းတို့အိမ်နာမှာနွားတွေတွေ့တယ်ဆိုတော့ငါထင်တာမှမားရင်မင်းတို့ကိုစင်းနွားနဲ့များတိုက်ထားသလားပဲ။စင်းနွားဆိုတဲ့စကားကိုကျောက်တူကအဲဒီတော့မှကြားဖို့တာ။ကျောက်နဲ့ကျောက်ညီလည်းမျက်လုံးပိတ်ကလက်ပိတ်ကလက်နဲ့ဥပဒါကြီးပြောတာကိုစနားထောင်နေတာပေါ့။စင်းနွားကိုတိုက်နွားလို့လည်းခေါ်တယ်။သူနဲ့အတိုက်ခံရတဲ့ချာကနွားအော်တန်တွေ ငားတွေကိုရှိတ်ခနဲမြင်ရတတ်တယ်။နောက်ပြီးတော့စေနာကအိမ်နိုင်ကိုကောင်းနောက်ဖွဲ့ရင်အိမ်ကပြတ်တတ်တယ်ကွ။ကျုပ်လည်းအဲ့တော့မှမျက်လုံးပြူသွားတယ်။ဟုတ်မယ်ဥပသာ။ဒီလိုမဖျားခင်တော့ကကျတော့အိမ်ကဒုံကနဲဒုံကနဲနဲ့စစ်ချက်တစ်ချက်ထပြီးတော့တုံတုံသွားတာဗျ။ဒါဆိုရင်တော့တိတ်ချနေပါပြီကွာ။မင်းတို့ channel ကိုတိုက်နွားတွင်းခံရပြီထင်တယ်။ကျုပ်တို့လည်းခေါင်းကုပ်လိုက်မိတယ်။မဖြစ်နိုင်ဘူးထင်တယ်။ကျတော့ channel နွားရောက်နေရင်ကျတော့တိမပါဗျ။ ူဘသားကြီးကခွတ်တိုးခက်လန်နဲ့ရှီမောလိုက်တယ်။ငါပြောမယ့်ကောင်လေးရေတိုင်နွားဆိုတာနွားအကောင်ကြီးမဟုတ်ဘူးကွာ။အစိမ့်သေးတွေကိုမီးရှို့တဲ့ခါတုံးနဲ့ဒဇူးဘွားကိုမင်းသိတယ်မဟုတ်လား။သိတာပေါ့ဗျာ။ဟိုတခါအမမမိဝေသေးတော့ကျောက်တို့ပဲမီးတချို့ပေးလိုက်ရတာလေ။မီးတချို့ပြီးတော့ဒဇူးဘွားတွေကိုပါမီးရှို့ဖျက်ဆီးရတယ်မဟုတ်လား။အေးကွာ။အဲ့ဒီလိုဒဇူးဘွားကို အောက်လန်းစရာတွေကလိုချင်ကြတယ်။ဒဇူးဘွားရသွားရင်အဲ့ဒီဘွားကိုနှီးဖြာပြီး နေပေါ်မှာအောင်လံအတက်တွေရေးဆဲကြတယ်။ပြီးရင်အဲ့ဒီနှီးကျွင်တဲ့နွားချုပ်ချိုးလိုက်တာကိုတိုက်နွားလို့ခေါ်တာကွ။ဥပဒါပြောမှကျောက်တော်တွေလည်းတိုက်နွားဆိုတာနွားအကောင်ကြီးမဟုတ်မှသိလိုက်ရတယ်။တိုက်နွားကခြံထဲကမြေကြီးထဲမှာနေတာကွ။တိုက်နွားကိုမြှောက်တဲ့အခါမင်းတို့ခြံထဲကိုဝင်စရာမလိုဘူး။နွားရိုင်းသွင်းချိန်မှာမကောင်းတဲ့သင်္ချိုင်းမြေလိုဖုံဆိုးမြေလိုခြေထဲမှာတထောင်လောက်နှက်အောင်တူးပြီးတော့မြှောက်လိုက်ရတာ။ပြီးတော့အောင်လန်းဆရာနဲ့ အဲ့ဒီတိုင်နွားကိုမင်းတို့ခြံထဲရောက်အောင်အသက်သွင်းပြီးမောင်းသွင်းရတာကွတိုင်နွားဆိုတာမင်းတို့ခြံထဲရောက်နေတယ်ဆိုပေမဲ့အငြင်းမနေဘူးကွမြေအောက်မှာအမြဲတွားလာနေတတ်တယ်ထူဆောင်လိုက်တာဗျာအခုအဲ့ဒီတိုင်နွားကိုကျွတ်တို့ဘယ်လိုလုပ်ကြမလဲတိုင်နွားရောက်ကိုဆင်းစီရင်ပြီးရင်အသက်သွင်းဖို့လိုတယ်တိုင်နွားကိုတကယ်နွားတစ်ထောင်ရဲ့ဝိညာဉ်နဲ့ထပ်ပြီးအသက်သွင်းရမယ်ပြီးတော့ငါပြောသလိုတိုင်နွားကအငြင်းနေတာမဟုတ်တော့သူ့ကိုဖမ်းမရမယ်ကွာ ဘယ်လိုဖမ်းရမလဲဗျာကျတော့အဲ့ဒီနွားကိုဖမ်းချင်နေပြီမင်းတို့မှတောင်းတလောက်လောက်ရှိလားကွာရှိရင်ငါ့ကိုပေးစမ်းကျတော့လေတောင်းရှာလိုက်တော့သမင်းတွေထဲတဲ့ခံတောင်းလေးကိုတွေ့လိုက်တာပေါ့အဲ့ဒီတောင်းကလေးကိုဥပစာကြီးကိုပေးလိုက်တော့ဥပစာကြီးကအဲ့ဒီတောင်းရဲ့အတွင်ဘက်ကဖင်ကိုမီးတင်နေတဲ့မီးပုံထဲကမီးတဲ့ခဲယူပြီးတော့တောင်းချစ်မြောက်ချစ်နဲ့စာတွေရေးနေတာပေါ့ဗျာကျတော့လေဥပစာကြီးလောက်တဲ့မြောက်ကိုအံ့ဩပြီးတော့ကြီးနေကြတယ် ရော့ထီတောင်းကိုရှူသွားပြီးရင်မင်းတို့အိမ်ကိုရောက်ရင်ဒလာစာအုပ်မှာဖျားစာတွေကိုရေးကွာပြီးရင်အိမ်ရဲ့မြေကြီးပေါ်မှာကောက်ရိုးတစ်ထပ်ဖျားစာရွက်တစ်ထပ်နဲ့ခုနှစ်ထပ်ရအောင်ခင်းရမယ်ပြီးရင်အပေါ်ကနေဟော်ဒီတောင်းကိုမှောက်ပြီးအုပ်ထားလိုက်စမ်းကွာမနက်မိုးလင်းရင်ကောက်ရိုးပုံပေါ်မှာအဲ့ဒီတိုင်နွားပေါ်နေလိမ့်မယ်ကျော်တို့ကအဲ့ဒီတိုင်နွားကိုဘာလို့ရမှာလဲအဲ့ဒီတိုင်နွားကိုခြံအပြေကိုမထုတ်နဲ့ကွာလွတ်ထွက်သွားတတ်တယ်မင်းတို့ခြံထဲမှာပဲမိပုံဖို့ပြီး ဟော်ဒီတောင်းကိုရောတိုက်နွားကိုရောမိဆွပြစ်လိုက်ကွာပြီးရင်ရွာထဲမှာဘယ်အိမ်ကနွားတိတ်လဲဆိုတာကိုအချင်းနေစောက်ကြည့်နေပေါ့တိုက်နွားနဲ့နွားတိတ်တာနဲ့ဘာဆိုင်လို့လဲဗျမင်းကိုခုနကပြောသလိုတိုက်နွားကိုနွားအစစ်ရဲ့ဝိညာဉ်နဲ့အသက်သွင်းထားတာမို့လို့တိုက်နွားမီးလောင်သွားရင် သူနဲ့ဝိညာဉ်သွင်းထားတဲ့နွားလည်းတေသွဲတက်တယ်ကွာအဲ့ဒါဆိုနွားတိတ်တဲ့အိမ်ဟာမင်းတို့ကိုတိုက်တဲ့အိမ်ဆိုတာမင်းတို့သိရတာပေါ့ဥပဒေကြီးအကြံကို ျတို့လက်ခံလိုက်တယ်။ညနေစောင်းအောင်တော့မဆောက်နိုင်တော့ပဲ။ကျတို့အိမ်ကိုအပြင်းပြန်ခဲ့ကြတယ်။အိမ်ရောက်တော့အဖေကိုရှာပေးမယ်။အဖေကိုမတွေ့ဘူး။ကျတို့ကိုပြုစုဖို့ကြောင်းနေတဲ့မကြီးကိုပဲတွေ့လိုက်ရတော့တယ်။အဖေဖယ်သွားလဲဗျ။သူ့မြေအသေးတံဖြစ်လို့ဆက်ရောက်တက်ရမယ်ဆိုပြီးလဲပြင်ပြီးထွက်သွားတာပဲ။နေအကိုလည်းမရရော။နေအမေရောနေဖေရောလိုက်သွားကြတယ်။ကျတို့မှဖြစ်တာဆိုတော့ကျုပ်လည်းစိတ်ချမ်းသွားတာပေါ့။အိမ်မှာအကြီးဆုံးဆိုလို့ ကျတော့အိမ်မလာကူပေးတဲ့အရှိပဲရှိတော့တာအရှိကအသက်80နှစ်ကိုကတ်နေပြီကျုပ်လည်းအရှိနဲ့ပဲတိုင်ပင်ရတာပေါ့အိမ်ကမှဓမ္မတွေအကုန်ခေါင်းချင်းဆိုင်ပြီးဥပဒါကြီးပြောတဲ့အကြောင်းတွေကိုပြောပြလိုက်တော့ဒါပေမဲ့ဥပဒါကြီးပြောတယ်လို့တော့မပြောဘူးပေါ့ဗျာဆရာတယောက်ကမှားလိုက်တယ်ဆိုပြီးဖိပြရတာပေါ့ဥပဒါကြီးလောက်ခိုင်းနေဆိုရင်အလောက်ကကန့်ကွက်နေချက်မှဆိုလို့ပေါ့အဲ့ဒါနဲ့အငယ်မနဲ့နှုတ်ညာမကိုဖျားဆာတွေကူရိုက်ခိုင်းတာပေါ့ ညနေစာမီနောက်ရန်တင်းချိန်ရောက်တော့အိမ်တော်ပေးခြံထောက်နာကရင်းပြံပြောင်လေးမှာကောက်ရိုးကိုအရင်တစ်ထပ်ပုံနေပြီးတော့အဘေါ်ကဖျားဆာတရွက်ခင်းနေအဲ့လိုနဲ့ကောက်ရိုးခုနှစ်ထပ်ဖျားဆာခုနှစ်ရွက်ပေါ်ဗျာပြီးတော့မှအဘေါ်ကဥပဒါပေးလိုက်တဲ့ခံတောင်းလေးကိုမှောက်ပြီးအုပ်ထားလိုက်တာပေါ့လာစမ်းတိုင်သွားမင်းကိုမိလို့ကတော့အမှောက်ကျပြစ်မယ်အဲ့ဒီညတော့ဘာမှထူးမခြားလာဘူးခွေးတွေလည်းမဟောင်းနွားတွေလည်းငြိမ့်နေတာပဲပိုပြီးထူးဆန်းတာက ညရောက်ရင်အဖျားတက်လာတဲ့ကျုပ်တို့မောင်နှမတွေတရားမှမဖျားတော့ဘူးကျုပ်တို့လည်းခန်းနောင်းလေးထဲမှာတိုက်နွားရောက်နေမလားဆိုပြီးတွားကြည့်ချင်ပေမဲ့မနက်မိုးမလင်းမချင်မဖွင့်ရဲဘူးလေအဲ့လိုနဲ့အဲ့ဒီညလဲကောင်းကောင်းမအိပ်ရပါဘူးဗျာကျုပ်ကြီးကလည်းထားမြကြတော့ဝါသနာပါတယ်ဗျသူလည်းတညလုံးမအိပ်ပဲစောင့်နေတာတည်းလေရွှေဦးကြောင့်ကမနက်အုံးမခောက်ပြီးတော့မှ ကျုပ်တို့အိမ်ပေါ်ကနေဆင်းလာကြတယ်အဲ့အမမောင်နှမတွေအကုန်စုကြတယ်အဲ့ဒါနဲ့ ချက်အနောက်ဘက်ကိုထွက်လာခဲ့ကြတာပေါ့အငယ်မကရေနေစင်မိခွက်ကင်ထားပြီးကျောင်းကြီးကတော့တုံးတော်တို့ဓမီတလက်ကိုကင်ထားတာပေါ့တကယ်တမ်းဖွင့်မယ်ဆိုတော့ထန်တော်ကိုမကင်ရဲဘူးတိုင်နွားကြီးထွက်လာပြီးလိုက်ခွေနေရင်ဘယ်လိုလုပ်ကြမလဲဆိုပြီးကြောက်နေတာပေါ့တိုင်နွားဆိုတာတတနဲ့တကူမြင်မှမမြင်ဘူးပဲနောက်ဆုံးတော့ယောက်ျားသားကြီးကြီးမားမားဖြစ်တဲ့ကျောက်ကိုပဲမဲကြသွားတာပေါ့ဗျာကျောက်လေကျောက်ကျောက်နဲ့ခန်းတော်ကိုလက်နှစ်ဖက်နဲ့ကင်ပြီးစက်ကနေမကြည့်လိုက်တော့ အဲ့ဒီမှာတွေ့တာဗျာကောက်ရိုးပုံပေါ်မှာကလေးလက်တဝါးစာလောက်ပဲရှိမဲ့နားရောက်ကလေးတရုတ်တင်းနေတာပဲနားရောက်ကလေးကတရုတ်လုံးနေရနေတာပဲနှင်းနဲ့ချိုးထားတဲ့နားရောက်ကလေးမှာ ပိုးတို့ဂျိုတို့အင်္ဂါအစုံပါတယ်ဗျာကျောက်တို့လည်းလက်နဲ့မကန်ရဲဘူးလေလှုပ်ချောင်းလေးနဲ့ထိုးကြည့်တာပေါ့လှုပ်တော့မလှုပ်ပါဘူးဒါပေမဲ့တဇူဝါကနေဖြားထားတဲ့နှင်းနဲ့လှုပ်ထားတဲ့ဆိုတဲ့အသေးချောင်းကြောက်နေမိတာတော့အမှန်ပဲဆက်ဆူတဲ့ညီငယ်ကဓမီးနဲ့အနီးကထိုးကြည့်တယ် ။တေချာကြီးတော့မှတိုင်နွားမှာစာရည်ရေးထားတယ်ဗျ။စာရည်ဆိုပေမဲ့စာကတစ်လုံးတည်းပါ။ခန်းငယ်ပုံစံလေးတွေကိုအလဲရောက်စေးနဲ့ရေးထားတာတစ်ခုလုံးပဲပြုတ်။ကျောက်တို့လည်းကြည့်နေရင်ကြောက်လန့်လာတာနဲ့ဥပဒါကြီးမှားထားတဲ့အတိုင်းမိဘကြီးတို့ကလောက်လိုက်ပြီးအဲ့ဒီတိုင်နွားကိုရော ကောက်ရိုးတွေကိုရောဖျားစာရွက်တွေနဲ့ခန်းနှောင်းပါ။အကုန်လုံးမိထဲကိုပြစ်လိုက်တယ်။အချိန်ကမနက်ငါးတိုင်ရေလောက်ရှိအောင်မယ်။အဲ့ဒီချိန်မှာခြံထဲကတစ်ပင်တွေကကြံဖြန့်ဖြန့်နဲ့လှုပ်လာကြတယ်။ ကြောက်စရာကောင်းလိုက်တာဗျာလေတိုက်တဲ့ပုံစံလှုပ်တာမဟုတ်ဘူးပြို့လေတိုက်ရင်တစ်ပင်တွေအားလုံးကလေလာရအရက်တစ်ဖက်ကိုပဲလှုပ်တယ်ဆိုပေမဲ့အခုက တကိုင်းတွေကိုတယောက်ယောက်ကကန်ပြီးတော့လှုပ်ရနေတယ်လို့တဖြန်းဖြန်းနဲ့ကိုလှုပ်နေတာဗျာနောက်ပြီးတိုက်နွားမီးလောင်သွားတော့မီးပေါထဲကနေညော်နှံ့ကြီးထွက်လာတယ်အနံ့ကတော့လူတွေကိုမီးရှို့တဲ့အနံ့နဲ့တထရရဲပဲကျုပ်တို့ကာလာသားတွေကအစိမ့်တွေကိုမီးရှို့နေကြဆိုတော့အဲ့ဒီအနံ့ကြီးကိုရာဘူးနေစာမဟုတ်လား ျွတ်မှကြောက်လွန်လို့တိုက်နွားမေးလာပေးတာတောင်မှထိစားတွေထက်ထက်ကြသေးတယ်။အကြီးရွာထဲမှာဖက်အိမ်ကနွားတွေလဲဆိုတာစုံစမ်းတော့တိုက်နွားတည်ရင်တိုက်တဲ့လူရဲ့နွားလဲတိတ်တက်တယ်တဲ့။အကြီးကိုကျွတ်မှလိုက်တယ်။ကျွတ်မှမနမတွေလဲနွားတည်တဲ့တဲ့င်းကိုနားဆွင့်နေတာပေါ့။နွားဆိုတာလူလိုပဲဗျ။နေတိုင်းမှာတိတ်လေးမရှိတာ။တလားနေလို့တကောင်တော့တိတ်တာမဟုတ်တော့နွားတည်ရင်ထူးပြီးဆိုပြီးစောက်နေကြတာပေါ့ဗျာ။အကြီးကသူ့အိမ်ပြန်သွားပြီး မနက်9နာရီလောက်လဲရောက်ရောအမတော်ခေါနဲ့ကျောက်ထုတ်အင်ကိုပြေးလာတော့တာပဲဟဲ့နင်တို့ကိုလှုပ်တဲ့သူကငါသိပြီအဲ့ဒါဘာသာလှုပ်တာဟဲ့ကျောက်စုတတော်ကိုအံ့ဩသွားတယ်ဟုတ်လို့လားအကြီးရဲ့ငါမဟုတ်တာမပြောပါဘူးအေးဘာသာတော့ချိန်ရင်ကမဲဘူးလို့ပြောတော့ဒီမနက်ပဲဘာသာရဲ့နဲ့ချောချင်းဘာမှမဖြစ်ပဲတုံခံနဲ့လဲတည်သွားတာတဲ့ကျောက်နဲ့ကျောက်ညီနဲ့တယောက်မျက်နှာတယောက်ကြည့်လိုက်မိတယ်ကျောက်စိတ်ထဲတော့ဥပဒါမလောက်ဘူးဆိုတာအသေးစားသိနေတာပေါ့ ဥပဒါကကျောက်တုတ်ကိုတိုင်နှောင်းနဲ့တိုက်တယ်ပဲထားစိတ်နှွားဖန်လေးကို သူကဘယ်ပြောမှလဲပြီးတော့ဥပဒါနှွားကြီးလက်ချောဆိုတာလဲတော်တော်ချောတယ်နှွားကြီးဗျာရွာထဲမှာထောင်ထောင်မောင်းမောင်းနဲ့တထုပ်ကိုလှတဲ့နှွားကြီးပေါ့အဲ့ဒါကြောင့်မလို့လက်ချောဆိုပြီးတော့နာမည်ပေးထားတာကိုကျောက်တုတ်ရှာတယ်မစင်းခင်ဥပဒါကြီးအိမ်ဘက်ကိုခြေဦးလှည့်ခဲ့တယ်ဥပဒါကြီးကသူ့အရှိကွန်ပြက်မှာမျက်မှောက်ကြီးချုပ်ပြီးထိုင်းနေတယ်ဥပဒါကြီးတိုင်နှွားကိုကျောက်တုတ်မိရှုလိုက်ပြီး ဒါနဲ့မင်းတို့တိုင်နှောင်းကိုမြင်လိုက်ရသေးလားနင်းနဲ့လှူထားတာဗျတိတိလေးပါတကူလုံးနီးနေတာပဲဒါပေမဲ့ထိုးစားတာကတော့သူ့တကူလုံးမှာခန်းငယ်လေးတွေကိုစိတ်အနဲ့နဲ့ရေးထားတာဗျဥပဒါကြီးကထိတ်လန့်သွားပုံရတယ်အဲ့ဒါနည်းနည်းရရမဟုတ်ဘူးကဘိုးတထောင်တိုင်နှောင်းလို့ခေါ်တယ်မင်းတို့အသိမြန်လို့မဟုတ်ရင်တအိမ်လုံးတရားမှကြံမှာမဟုတ်ဘူးကဘိုးကကြောက်ကြည့်တော့တဘိုးပဲပါတာပါဗျအဲ့ဒီခန်းငယ်ပုံတွေကဘိုးဘော်ကွာဘိုးတထောင်နှွားစီရင်တဲ့က ။ဤတပြားမှာတစ်ဖက်ကိုဖိုးပေါင်90စီရေးဆွဲရတယ်ကွာ။ဖိုးတွေဆွဲတဲ့ခါမှလဲမန်တန်တွေမန်းမုတ်ပြီးဆွဲရတာပေါ့ကွာ။ဤဖြတ်မှာမျက်နှာထက်ဖက်ရှိတော့ဤတပြားဆိုရင်ဘုတ်တရာရှာတာပေါ့။နှီးစက်ပြားနဲ့လောက်တော့ဘုတ်တထောင်ပေါ့ကွာ။အဲ့ဒါအင်မတန်ပြင်းထန်တဲ့အတိုက်တစ်ခုကွာ။ဒါနဲ့ဥပဒါကြီးရဲ့နှချောကြီးတည်သွားလို့ဆိုပြ။ငါမင်းတို့ကိုမတိုက်ပါဘူးကွာ။ပြီးတော့ဒီအဖြစ်ကသွေးရွတ်သားရမဟုတ်ဘူးကွာ။တရားရောက်ကငါ့ကိုခူတောင်းလို့ပြီးကြံစီသွားတာ။ တတို့လည်းဥပဒါကြီးစကားကိုနားမလည်ဘူးပေါ့ဗျာဒီကောင်ကသူ့တန်နွားကိုငါရဲ့နှချောကြီးနဲ့ဝင်းကြီးအခဲတာကွအဲ့ဒါကြောင့်မင်းတို့တိုင်နွားကိုမီရှုလိုက်တော့ငါကောင်ကြီးတေးသွားတာပေါ့ဒါငါကိုတမင်တက်တက်အကွက်ဆင်ပြီးကြောက်ချတာပဲမင်းတို့ကငါလောက်တယ်လို့ထင်အောင်တမင်လောက်တာပဲအိုဗျာတမင်လောက်လဲတိုင်နွားအကြောင်းဘာလို့သိတာမှတ်လို့ဥပဒါကြီးကကျုပ်ကိုမျက်စောင်းထုတ်ပြီးတော့ကြည့်တယ်မင်းတို့သာမသိတာ တပြလုံးမင်းတို့အိမ်ကိုငါတိုက်တယ်ဆိုပြီးတော့တင်းပြက်နေပြီးကကျောက်တို့မျက်လုံးပြူသွားတယ်တေစာပြန်စင်းစားကြည့်လိုက်တော့အကြီးလက်ချက်ဖြစ်နေတယ်ဗျာအကြီးကငကိုကလေးကနှုတ်ဖွာတဲ့သူသူများအသင်းဖြင်းတွေကိုရော်ရိုးကိုပေါက်ရှော့ပြီးတော့တင်းပြက်တက်တဲ့လူစားမျိုးအဲ့ဒါကြောင့်မို့လဲအဖေကမိမရှိကိုရွာစော်ကွာဆိုပြီးရွာစော်ယာတူပေးထားတာမဟုတ်လားကျောက်တို့လည်းဘာမှမတတ်နိုင်တော့ပဲကိုနှစ်ဖူးကိုပြန်ရဲလှမ်းပြီးတော့တယ်အဲ့ဒါကျောက်အပြစ်ပါဥပဒါယာကျောက်မပွင့်လင်းခဲ့လို့ပါ မင်းတို့အပြစ်မဟုတ်ပါဘူးကွာအဲ့ဒါဟိုအောင်လန်းစရာเจ้าကဒီကတို့ရွာနာမှာပတ်ပြီးဖွင့်နေတာတတော်ကိုကြာပြီငါကလည်းရန်ညှုပ်ဖွဲ့ထားပုံရတယ်အခုလည်းငါကတမင်တက်တက်နာမည်ဖြတ်ဖို့ကြာစီထားတာကွာဒီတစ်ခါတော့ငါဒီကောက်ကိုမှတ်လောက်သားလောင်ဖြစ်အောင်ပညာပေးမှရမယ်ကွာဒီတစ်ခါတော့ငါတီးမခံနိုင်တော့ဘူးဥပဒါကြီးပြောတဲ့အတိုင်းပါပဲဥပဒါကြီးကကျွတ်တို့အကိုထိုင်နွားနဲ့တိုက်လို့ကျွတ်တို့တအိမ်လုံးဖျားနာပြီး စေးရောင်ရောက်တဲ့ဆိုတဲ့တဲ့ပြန်သွားပါလေရော။၃ရက်လောက်ကြာတော့ကျုပ်တို့မှလည်းအကောင်းဖက်ကတိပြန်ဖြစ်သွားပြီးစေးရောင်ကလည်းပြန်စင်းလာတယ်။ဒါပေမဲ့လူပစက်ဆိုတာတိတ်ရခတ်တယ်မဟုတ်ဘူးလား။ကျုပ်အဖေတော်မှဥပစာလောက်တယ်လို့ပဲယုံနေတာ။အမေဆိုရင်ကျုပ်တို့ကိုကောင်းကောက်ပြီးနောက်ဆိုအဲ့ဒီဆုံးထင်းနဲ့မပတ်သက်ဖို့စူပူချိန်မှပါလေရော။ဒီအဖြစ်မှာအဓိကနဲ့နာသွားသူကတော့ဥပဒါကြီးပါဗျာ။ဒုက္ခမညာငကုတ်ကလေးကဆုံးဆိုပြီးတော့ ။ရွာကားလူတွေကတိုက်အခေါ်ပြမလုံးကြဘူးမဟုတ်လား။ဒီအဖြစ်လည်းဖြစ်ပြီးတော့သူ့ကိုဘတ်တူးမှအခေါ်ပြမလုံးတော့သလိုသူနဲ့တော့မျက်နှာချင်းမဆိုင်ပဲအတွေ့မခံတော့ဘူး။ရုပ်စွာသောရွာကကုန်းဆုံဆိုင်တော်မှသူ့ကိုမယောင်းပေးတော့ဘူးတဲ့။အဲ့ဒီကလေးကဥပဒါကြီးနဲ့ရွာကားလူတွေနဲ့ခက်တန်တန်ဖြစ်သွားပါလေရော။ကျောက်တူနဲ့လည်းတင်မရတော့ဘူးပေါ့။ဒါပေမဲ့မရပါဘူးဗျာ။ဥပဒါကြီးကသူ့ကိုကြောက်ချထားတဲ့အောက်လန်းစရာကိုပြန်ပြီးဆုံးမဖို့က ချော့အကူညီလိုတယ်လေဗျာအဲ့ဒါနဲ့ဥပဒါကြီးနဲ့ကျုံနဲ့အတူတူအဲ့ဒီအောက်လန်းဆရာကိုတင်ညာပေးဖို့လောက်ကြတာပေါ့ဗျာချေရတဲ့ပြိဿများရှင်ဒီနေ့မှတင်ဆက်ပေးခဲ့တဲ့ဇလန်းကောင်းလေးကိုကျင်းနေတက်ကြမယ်လို့ထင်ပါတယ်နောက်ကြန့်ရှိသေးတဲ့အပိုင်းဆက်မှာလဲဘလို့ရင်ဆက်ဖြစ်လာအောင်မလဲဆိုတာစိတ်ဝင်တစားစောင့်မျှော်နာစဉ်အားပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်